ဒီနေ့ကျွန်တော်ပြပပေးခြင်းနဲ့အကြောင်းတွေကတော့အခုလိုမျိုးလူကိုယ်တွေကို free လုပ်လို့ရမယ်ဆိုရင်းနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အခုလိုမျိုးအကျိုးရှိတဲ့ဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါဦး play store ကိုရောက်ပြီဆိုရင်ကျွန်တော် software တစ်ခုကိုတောင်းရမှာခင်ဗျာအဲ့ software တွေကတော့ Canva ဆိုတဲ့ software ဖြစ်ပါတယ် P A N V A ဒီ Canva ဆိုတဲ့ software လေးကိုကျွန်တော်ကြည့်လိုက်ပါမယ်နှစ်ပြီးဆိုရင်ကျွန်တော်ဒီမှာကကျွန်တော်က install တင်မိတာဖြစ်တဲ့အတွက်ကြောင့် install တင်ပြရတယ်ပေါ့နော်မိစေတို့ကမတောင်းရသေးဘူးဆိုရင်တော့ download လိုက်ပါဒီ software လေးပါ ျွန်တော်တို့ဒီ server တွေဝင်လိုက်မယ်ဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီအပေါ်က server လေးမှာကိုလိုချင်တဲ့ logo လိုကိုရိုက်ချလို့ရပါတယ် gaming ဆို gaming food ဆိုရင် food business ဆို business online shop ဆို online shop ပေါ့နော်ကိုအဆင်ပြေတော့ရိုက်ချလို့ရပါတယ်ကျွန်တော်တို့ gaming ကျွန်တော် gaming logo လေးကိုကျွန်တော်ရိုက်ချလိုက်ပါမယ် ဒီမှာ gaming လို့ကိုလည်းကြာလာပါပြီဒီနေရာမှာ CEO လေးကိုကျွန်တော်နှိပ်လိုက်ပါဒါအကုန်လုံးကြည့်လိုက်ပါမယ်နော်ဒါကတော့အလွေဖန်ဒီနဲ့အနီးဖြစ်ပါတယ်ဒီမှာကိုကလိုချင်တဲ့ပုံလေးလေးရွေးမယ်ကိုလိုချင်တဲ့စာသားတွေပြောင်းလို့ရတယ်ကို့မှာပုံရှိရသေးရင်ထပ်ထည့်လို့ရတယ်ဗောနော်ဒီဒီဇိုင်းလေးတွေပေါ့ကိုသင်ပြီးဒီဇိုင်းလေးကျွန်တော်ဒီဒီဇိုင်းကြိုက်တယ်ဒီမှာတော့ပရိုလို့ရေးထားတဲ့ဟာတွေကတော့ तू ဟာ free မရဘူးเนาะအဲ့ဒါတော့ ဒီမှာဒီမှာဒီဟာလေးကျွန်တော်ရွှေ့လိုက်မယ်ဒါတွေကတော့ brother free ရတယ်ပေါ့တော်တော်များများတော့ free ရပါတယ်ဒီမှာတချို့ဟာတွေကတော့ free မရဘူးပေါ့နော်ဒီမှာကျွန်တော်ကဒါ back house gaming ဆိုရင်ကျွန်တော်ဒီနေရာမှာဒီ ATL ကိုနှိပ်ပြီး collision နဲ့စာတော့ပြောင်းလို့ရတယ်တမန်တမ gaming ပေါ့နော်ဒီမှာပုံကတော့ကို ကိုကဒီပုံကြရဲဆိုရင်ဒီပုံနဲ့ထားဒီပုံမကြရဲဆိုကိုကပုံရှိတယ်ဆိုရင်ထပ်ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီပုံလေးပဲကြိုက်တယ်ဒီပုံလေးပဲထားလိုက်တယ်ပေါ့နော်ဒါပြင်ကျွန်တော်လွယ်တကူဒီမှာ download ရပါပြီကျွန်တော် download site ကိုရှိလို့ရတယ်ဒီမှာ download နေရာမှာကျွန်တော်ကဒီကောင်နဲ့မ download ဘာကြောင့်ဒီကောင်နဲ့ download လဲဆိုတော့ဒီကောင်ဆိုရင်သူကဒီမှာ YouTube ပြရလေးရှိတယ် download ခါကြရတယ်ဒီကောင်ဆိုရင်ဒါတော်တိုင်းရဲ့ download ပါဒါ YouTube တရားမရှိဘူးเนาะဒီကောင်ဆိုရင် YouTube တရားရှိတယ်ဒီမှာကို download ဆက်ပြီးဆိုတာ ਨੇ ကိုကဒီမှာ ဓာတ်ပုံအနေနဲ့တောင်းပါလား PMV4 အနေနဲ့တောင်းပါလား print ထုတ်ဖို့တောင်းပါလားအကုန်လုံးလုပ်လို့ရရယူချက်လို့ရတယ်ကျွန်တော်ဓာတ်ပုံဆိုဓာတ်ပုံတော့ပဲကျွန်တော်တောင်းလိုက်မယ်နော် okay ကျွန်တော်ဆိုကျွန်တော်တောင်းတောင်းဆဲပွားပါပြီဒီပုံလေးဒီမှာလည်း logo တွေကအများကြီးရှိပါတယ် ကိုကြိုက်တဲ့ logo တွေဒီမှာရွေးချယ်ပြီးတော့ဖန်တီးလို့ရတယ်ပေါ့နော်ကိုစင်ပြတဲ့ logo တွေရွေးချယ်ဖန်တီးလို့ရတယ်ဒါအလွယ်တကူဖန်တီးတဲ့နည်းလေးပါနော်ဒီ application ထဲမှာဝင်ဖန်တီးလို့ရပါတယ် DPO တွေကတော့ဒီတော့ပါပဲမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို flag clear pick လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးမှဖြစ်တဲ့အတွက်အားလုံးပဲ拜拜了。Bye bye bye.